United အသင်းကြီးပြအာမိုရင်နဲ့ Man City အသင်းကြီးပြ Guardiola တို့ကသူတို့ရဲ့အသင်းတွေဟာလာမယ့်ရာသီမှာပိုးပြီးကောင်းလာမယ်လို့ Manchester Derby ပွဲစဉ်မှာကိုမရှိသေးကြားခဲ့ပြီးတဲ့နောက်ပြောခဲ့ပါဗျ။အာမိုရင်ကအခုချိန်ကနေတိုင်းခက်ခဲနေပြီမယ်။ လာမယ့်ရာသီမှာအလုံးကွာချသွားလိမ့်မယ်လို့စိတ်ကူးကြည့်နိုင်ပါတယ်။အပြောင်းလဲတွေကြောင့်ဒီမှာရှိတဲ့လူတိုင်းဟာဒုက္ခတွေကိုခံစားခဲ့ရပြီးလာမယ့်နှစ်မှာကျွန်တော်တို့တစ်ခုခုကိုပြသရမှာပါ။ကျွန်တော်တို့ကတိုးတက်ရမယ့်အခန်းကဏ္ဍတွေအများကြီးရှိနေပြီးအစားသမားတိုင်းလည်းတိုးတက်နိုင်ပါတယ်။သူတို့ဟာအရေးသွေးတွေရှိပြီးအခွင့်အရေးတွေပို့ပြီးရဖို့ Go Area တွေမှာအချိန်ပို့ပြီးယူရမယ်လို့ပြောခဲ့တာပါ။ ယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့ဟာတရားသီမာရလက်တွေဆိုးရွားနေပြီးဂိုးမရှိသေးကြတဲ့မန်ချက်စတာဒါဘီပွဲစဉ်မှာလည်းအကောင်းဆုံးပုံစံတွေပြသနိုင်ခြင်းမရှိတာဖြစ်ပါတယ်။အဲဒါကြောင့်ဒီနှစ်သိန်းရဲ့ဆွမ်းဆောင်ရည်အပေါ်ဝေဖန်မှုတွေလည်းရှိနေကြတာပါ။မန်စီးတီးအသင်းဟာဒီပွဲရလက်ကြောင့်ပရီးမီးယားလိအမှတ်ပေးစရာအဆင့်9နေရာမှာယက်တည်နေပြီးယူနိုက်တက်အသင်းကအဆင့်73နေရာမှာယက်တည်နေတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဒီပြအာမိုရင်ဟာ Sporting Lisbon အသင်းကိုကင်ွယ်ခဲ့ခြင်းအပါအဝင်ဒီယာဒီမာဂွာဒီယိုလာနဲ့ထိတိုက်တွေ့ဆုံမှု၃ချိန်အထိရှိခဲ့ပြီး၂ချိန်အထိအနိုင်ရယူနိုင်ခဲ့တာပါ United အသင်းဒီပြအာမိုရင်ကလာမယ့်ရာသီမန်ချက်စတာဒါဘီပွဲစဉ်ဟာဒီပွဲစဉ်နဲ့အလွန်ခြားနားလိမ့်မယ်လို့လည်းပြောခဲ့ပါတယ် Man City အသင်းဒီပြဂွာဒီယိုလာကသူ့ရဲ့အသင်းကိုပြန်လည်တည်ဆောက်နေပြီးလာမယ့်ရာသီမှာမတူညီတဲ့အသင်းကိုမြင်တွေ့ရမယ်လို့ပြောခဲ့တာပါကွာဒီယိုလာကကျွန်တော်တို့ကအချိန်ယူရမှာဖြစ်ပြီးအခုအချိန်မှာလာမယ့်ရာသီအတွက်ကျွန်တော်စိုးရိမ်ပူပန်မှုမရှိပါဘူး အိုထရက်ဖူကအမြဲတမ်းခတ်ခဲ့ပါတယ်။ကျွန်တော်တို့တိုက်ပွဲဝင်ခဲ့ကြပြီးကစားသမားတွေကလည်းအရာအားလုံးပြေးခဲ့ကြပါတယ်။ကျွန်တော်တို့ဒီပွဲမှာအမတ်ရယူခဲ့ပြီးရှေ့ဆက်သွားရမှာပါလို့ပြောခဲ့တာပါ။ United အသင်းအားလာမယ့်ကြားရက်ထဲမှာ Lyon အသင်းနဲ့ Europa League Quarter Final ပထမကြော်ပွဲစဉ်ရှင်းပြရမှာဖြစ်ပါတယ်။